မင်္ဂလာပါဒီနေ့တင်ဆက်ပေးခြင်းတဲ့ဆက်ကားလေးကတော့အိမ်မှာခိုင်းစေဖို့အတွက်ဝယ်လိုက်မိတဲ့ဆက်ရုပ်ကနှစ်ဖက်ခြုံဖြစ်နေလို့ပိုင်ရှင်လင်မယားနှစ်ယောက်လုံးပြန်အတီးခံလိုက်ရတဲ့ life life ဆိုတဲ့ဆက်ကားလေးပဲဖြစ်ပါတယ်ဇလန်စာဂျိန်းနဲ့ဆယ်ဖီလို့ခေါ်တဲ့အိမ်နောက်တဲ့ဆုံတွဲကခုံစုပ်ကြီးတစ်လုံးရှိမှရရင်စုပ်ပစ်ပစ္စည်းတွေကိုပြန်ပြင်သုံးချင်နေတဲ့မိမဖြစ်သူရဲ့စိတ်ကိုယောက်ျားဖြစ်သူကနားမလည်နိုင်ဘူးဖြစ်နေခဲ့တယ်ချစ်တဲ့စိတ်ကြောင့်ပဲဆိုဖီဖြစ်စေခြင်းတဲ့အတိုင်းခုံစုပ်ကြီးကိုအိမ်ထဲမှာပြီး အနားယူနေတော့မှဂျိမ်းစ်ရဲ့အဖေဆုံးသွားတဲ့တတင်းကိုကြားလိုက်ရလို့သူတို့နဲ့ရောက်ရဲ့ဘဝကြီးလဲအပြောင်းလဲတွေစဖြစ်သွားခဲ့တယ်။တထေးသားတယောက်ဖြစ်တဲ့ဂျိမ်းစ်လည်းညပြလာတဲ့အမွေတွေကိုဆက်ခံဖို့ကြီးမားခမ်းနားတဲ့အင်ဂျီစီကိုဒီမယာနှစ်ယောက်ပြောင်းရွှေ့လာရလို့ပကာသနာတွေမမှတ်တဲ့ဆိုဖီအတွက်တော့စိတ်နှောက်ရှက်ဖြစ်နေကြရတယ်။ဂျိမ်းစ်အလုတ်သွားနေတဲ့အချိန်မှာအင်စီရီရဲ့ခရူးဆိုင်မှုကိုခံနေရပြီမယ်။ဆိုဖီရဲ့စိတ်ထဲမှာတော့လူအချင်းချင်းကျွတ်ဆက်သွင်းနေတယ်လို့ခံစားရပြီးနင်းနာကြီးနှစ်နှစ်စာနဲ့သူတို့ရဲ့ကိုယ်ပိုင်ဘဝလေးတွေကို လွတ်လပ်ခွင့်ပေးပြလိုက်တယ်။တကယ်တမ်းမှာတော့ကြီးကျယ်ခမ်းနားလို့နဲ့အင်ဂျီကိုထိမ့်သိမ်းဆောက်ရှောက်ဖို့အတွက်လင်မယားနှစ်ယောက်ထဲနဲ့မလုံလောက်လို့အလုံးတစ်ပတ်နဲ့ဂျိမ်းစ်အတွက်လည်းစိတ်နှောက်ရှက်တွေဖြစ်နေကြရတယ်။ဂျိမ်းစ်လည်းသူ့ရဲ့လုပ်ဖို့ခိုင်ဘက်တယောက်စီမှာရှင်ဖွင့်ပြီးအခက်ခဲတွေကိုပြောပြလိုက်မှပတ်စံတွေအရန်ချမ်းသာနေတယ်။သူ့လိုလူတယောက်အတွက်ဖြည့်ရှင်းစရာနီလန်တွေအများကြီးရှိကြောင်းအကြံဉာဏ်ပေးလိုက်တယ်။လူအချင်းချင်းခိုင်းစေခြင်း၊ကင်းဝေးခြင်းနေတဲ့မိမဖြစ်သူတို့အတွက် money power တွေကိုအသုံးချပြီးသူတို့လင်မယားနှစ်ယောက်ရဲ့ အခက်ခဲတွေကိုဖြေရှင်းပေးနိုင်မယ်နေရာတစ်ခုစီကို ထွက်လာခဲ့လိုက်ကြတယ်။ညာရီတူးဆက်ရုပ်ရောင်ချသူဂျူလီယန်နဲ့တွေ့တော့လူတယောက်မှရှိတင်ရှိတိုက်တဲ့ပစ္စည်းတွေအကုန်ပါပြီးလူတယောက်နီးနီးအသိဉာဏ်တွေနဲ့ခက်ချောချောဆက်ရုပ်မှလေးအကြောင်းကိုသိလိုက်ရတယ်။ဆိုဖီကတော့မိမတို့တဘာဝဆက်ရုပ်နဲ့တော့သူ့ယောက်ျားကိုစိတ်မချလို့အမျိုးသားပုံစံတွေတဲကထပ်၍တော့တခင်တွေရဲ့ခိုင်းစေအကြတိုင်းဖနက်ကိုရောင်ရှာနေရပြခဲ့တဲ့ဆက်ရုပ်ကောင်ဟင်နရီကိုစိတ်ဝင်စားသွားခဲ့ကြတယ်။ဟင်နရီကိုထိမ့်သိမ့်ဆောက်ရှောက်ရမယ် နီလန်းတွေတင်ယူပြီးအိမ်ခေါ်လာတဲ့အချိန်မှာလူယောက်ျားတစ်ယောက်နဲ့ချွတ်ဆွတ်တူနေလို့ခိုင်းရပြူရတာတွေကဆိုဖီအတွက်ကြောင်တောင်ဖြစ်နေခဲ့တယ်။ဂျိမ်းစ်ကတော့ဝီရှော့ဆက်တစ်ခုလိုပဲသဘောထားခိုင်းလိုက်ပေမဲ့ရေချိုးပြီးပြန်ထွက်လာတဲ့ဆိုဖီကိုစိုက်ကြည့်နေတော့ဆက်ရုပ်သာပြောပေမဲ့နှာဘူးမျက်နှာကြီးနဲ့မလို့ချက်ချင်းပေါင်းထုတ်ပြလိုက်ရတယ်။ဂျိမ်းစ်ကိုလှတ်တိုင်တော့လဲဆက်ရုပ်တကောင်ကသူမိမရဲ့အလှတရားတွေကိုအေယာတာခန်မငန်းလောက်ပါဘူးဆိုတဲ့စိတ်နဲ့ပြေးရပြေးကြောင်းပြောရင်းအာသွင်းတဲ့နေရာမှာသွားထားခိုင်းလိုက်တယ်။ အလောက်ကစိတ်ဖိစီးမှုဒဏ်တွေနဲ့မိမဖြစ်သူရဲ့ပြဿနာတွေကြားမှာကောင်းကင်နေရတဲ့ James လဲ Henry ကိုခေါ်ပြီး record ပေါ်ရရင်သူ့ရဲ့ပြဿနာတွေကိုရင်ဖွင့်လိုက်ရလို့တော်တော်လေးသဘောကျသွားခဲ့တယ်။အိမ်ထဲမှာပြေးရည်ညင်းဝေးနေတဲ့ Sophie ကလည်းဆက်ရုပ်တကောင်နဲ့နေသားကြဖို့တပြေးပြေးစူးစမ်းယူနေရတယ်လို့ James ကလည်းသူမကြွန့်ကျင်သေးတဲ့အဖေဖြစ်သူရဲ့လုပ်ငန်းတွေကိုလေးလာတင်ယူနေခဲ့ရတယ်။ Sophie လည်းဘာထက်ခိုင်းလို့ခိုင်းရမှမသိတဲ့ Henry ကိုမျောတလေးလင်းစာအုပ်လေးပေးဖတ်ပြီးပြန်ဆွေးနွေးကြည့်တဲ့အချိန်မှာလူသားတယောက်လိုမျိုး ခန်းစားချက်တွေနဲ့အစားအသောက်တွေကိုစွန့်ပြစ်နိုင်တဲ့ကံတစ်ခုပါကြောင်းသိလိုက်ရတယ်။အဲ့တဲ့တွေကိုထမင်းဖိတ်ကြွေးတဲ့အချိန်မှာတော့ပြင်းစစ်ချက်ပြုတ်ကြွေးနေတဲ့ဟင်နရီအကြောင်းကိုပဲစိတ်ဝင်စားနေကြလို့သူနဲ့အနေများတဲ့ဆိုဖီကိုတိုင်းပဲတိထားသလားပြန်လဲမျှဝေပေးလိုက်တယ်။တခါတလေမှစရုပ်ဆိုရာကိုတော့မေးသွားရလောက်တဲ့အထိပြပြဆိုလုံးကြောင်းပြောလာတော့ညနာပြတ်သွားတဲ့ချိန်စလေအရှိတရားကိုမြင်အောင်ကြီးတတ်တဲ့စိတ်လေးပြန်မွေးထားခိုင်းလိုက်တယ်။ချစ်စိတ်နဲ့ရမတ်စိတ်ကြကားကွာခြားချက်ကို ဟင်နရီရဲ့အမြင်နဲ့ရှင်းပြခိုင်းလဲတော့မှသူ့ကိုဖတ်ခိုင်းထားတဲ့စာအုပ်ထဲကတိုင်းဇက်ကောင်တွေရဲ့ခန်းစားချက်တွေနဲ့ပြန်ပြီးဆွေးနွေးပြလိုက်တယ်။လူသားတယောက်ဖြစ်တဲ့ဂျိမ်းစ်ရဲ့အမြင်နဲ့ဆက်ရောက်ဖြစ်တဲ့ဟင်နရီကြာကကွာခြားချက်တွေကိုမြင်လိုက်ရတဲ့ဆိုဖီလည်းဂျားတဲ့ကဝင်ဆွေးနွေးရင်ယမတ်စိတ်ဆိုတာကိုတော့ဖန်တီးယူလို့ရကြောင်းသိလိုက်ရတယ်။ဆိုဖီအိယာကနိုးလာတဲ့အချိန်မှာမြက်ခင်ပေါ်ကြောင်တော်တော်စိမ့်အိမ်နေတယ်ဟင်နရီကိုတွေ့လိုက်ရလို့အနားသွားမိကြည့်လိုက်မှလူသားစင်စစ်ဖြစ်သွားတဲ့အိမ်မက်မျိုးမှန်နေကြောင်းသိလိုက်ရတယ် ိမ်နဲ့ပြန်ခေါ်လာတဲ့အချိန်ထောင်းထောင်းတောင်းတောင်းဆဲရုပ်ခန္ဓာကိုကြီးကိုကိုင်းပြီးတာယာချင်းနေတုံးမှာပဲဂျိမ်းစ်ကထွက်လာလို့ဖြစ်ချောင်းကုံစင်ရှင်းပြရင်းဂျူလီယန်ကိုအကြောင်းကြားထားလိုက်ကြတယ်။တာမန်ချူရေးချက်လေးဖြစ်လို့စိတ်ပူစရာမလိုကြောင်းနဲ့တခင်တွင်စိတ်ကြေနာအောင်အိမ်မက်အကြောင်းတွေလျှောက်ပြောနေတယ်။ဟင်နရီကိုစိတ်ပိုင်းဆိုင်ရာခန်းစားချက်တွေအတင်းရိုက်မသွင်းပြီးစေဖို့တတိပေးခဲ့လိုက်တယ်။ဆိုဖီကလူတယောက်လိုဆက်ဆံပေးနေလို့သူရဲ့စိတ်ရုပ်တွေလိုဖြစ်ရတာပါဆိုပြီးပြဿနာရှာနေတဲ့ဂျိမ်းကိုတိုင်းလဲရေချိုးချိန်မှာရောက်လာတယ်။ဟင်နရီကို တက်ရှိတယောက်လို့မထင်မိအောင်တတိထားနေခဲ့ရတယ်။အလုပ်တွေကလည်းအဆင်မပြေသလိုအိမ်တော်ရေးကလည်းဆက်ရုပ်တကောင်ရောက်လာမှကမောက်ကမတွေဖြစ်နေတော့ဆိုဖီနဲ့ပြန်အဆင်ပြေသေးဖို့စူးစမ်းကြည့်လိုက်ပေမဲ့စိတ်မပါသေးလို့ဆိုပြီးအငင်းခံလိုက်ရတယ်။အိမ်မက်ထဲမှာတော့ဟင်နရီနဲ့တာယာနေလို့ဘေးကယောက်ျားဖြစ်သူအတင်းတို့မှလန်နိုးလာပြီးမိုးကျက်နေတဲ့လက်ရှိဘဝကြီးတွေကနေရုံထွက်ချင်နေကြောင်းမလုံမလဲစိတ်တွေနဲ့ပြောပြလိုက်တယ်။ဂျိမ်းစ်အလုပ်သွားနေတဲ့အချိန်မှာအိမ်မက်တွေကိုအကောင့်ထဲပေါ်ချင်နေတဲ့ဆိုဖီလည်းအခန်းတကားလေးကိုအသာဟပြီး DJ အမကန်ပုတ်ပြလိုက်ပေးမယ်ဟင်နရီကတော့ဂေယုံမဆိုင်ပဲသူလုံးစရာရှိတာဆက်လုံးနေခဲ့တယ်ရေကူးကန်ဘေးမှာထိုင်ပြီးဟင်နရီနဲ့တာယာကြည့်နူးနေတယ်မိမဖြစ်သူကို James လက်ကြည့်မရတော့လို့ Julian နဲ့တွားတွေ့ပြီးသူ့ဆက်ရုပ်ကဂျာကူလီလုံနေကြောင်းတိုင်ပြစ်လိုက်တယ် Julian ကတော့လက်မခံပဲသူ့ရဲ့ဆက်ရုပ်တွေကမှန်တချက်လို့ဆက်ဆံတဲ့ကောင်းမျိုးတွေဖြစ်လို့ Sophie ရဲ့လူရင်းဆန္ဒတွေကြောင့်သာ Henry ကပြန်လဲဖြည့်ဆည်းပေးနေတာဖြစ်ကြောင်းရှင်းပြလိုက်တယ်တုံခါဆက်တစ်ခုကိုမနာလိုသလိုဖြစ်နေတဲ့ James ကိုလည်းသူ့ရဲ့အိမ်တော်ဘက်ပေါ်မှာ ပြက်ကွက်နေတဲ့တာဝန်ဝတ္တရားတွေကိုပြန်လည်ဆက်စစ်ပြီးဆိုဖီနဲ့ညီနိုင်ကြည့်ဖို့အကြံပေးလိုက်တယ်။ဟင်နရီကိုခေါ်ပြီးသူမိမနဲ့ကင်းကင်းနေဖို့တတိပေးလိုက်ပေမယ့်ဆိုဖီအကြိုက်လိုက်နေရတာဖြစ်လို့အမှန်တကယ်ပြောင်းလဲရမှာကဂျိမ်းစ်ကိုတိုင်ဖြစ်နေကြောင်းပြန်ထောက်ပြလိုက်တယ်။ဟင်နရီကိုပြောမရတော့သူမိမပဲလှည့်လာလို့ဆက်ရုပ်တကောင်နဲ့သမုတ်ရလာဆိုပြီးအိမ်ပေါ်ကဆင်းသွားတော့မှမကျေနပ်ချက်တွေအလုံးကိုရက်ကတ်ဘောပေါ်မှာပဲပုံချထားလိုက်တော့တယ်။ဆက်ရုပ်တကောင်နဲ့မရပြိုင်လို့နေရတဲ့ဘဝရောက်သွားလို့ဟင်နရီအပေါ်မှာအနိုင်လိုချင်တဲ့စိတ်ကြောင့် သူခိုင်းသမျှလုပ်ပေးရမယ်ကောင်းမယ်ဆိုပြီး Jace လည်းရှီချိုခန်းထဲမှာမပြောသည့်ကြွေးထုတ်လိုက်တယ်။တဖက်ကအလုပ်တွေလည်းပြန်အဆင်ပြေလာလို့အိမ်ပြန်ရောက်နေတဲ့ဆိုဖီကိုလမ်းချော်ရင်းပြောစရာကောင်းတဲ့အချိန်တွေပြန်လဲဖန်တီးဖို့အတွက်အားလည်းရယူမဲ့အကြောင်းအတိလန်းပေးလိုက်တယ်။ဆိုဖီကတော့ဝမ်းမတာမဲ့အပြင်အတင်းလုံးယူနေတယ်လို့ခန့်စားရပြီးအိမ်မက်တွေကိုအကောင့်တွေထပ်ဖို့ခြင်းနဲ့စိတ်တွေကပဲကြီးစိုးနေတော့ Henry ကိုစက်သက်ကြည့်ဖို့စူးစမ်းလိုက်တယ်။ Henry နှိပ်ပေတာခိုင်းရင်အိမ်မက်တွေကတကယ်ဖြစ်လာလို့ စိတ်ကျေနပ်မှုရနေတဲ့အချိန်ကြမှာစက်ရုပ်တကောင်ရဲ့ဗဇက်ကချစ်တဲ့ဆိုတဲ့စကားကိုကြားလိုက်ရလို့လမ်းဖြန်ပြီးချက်ချင်းမောင်းထုတ်ပြလိုက်တယ်။ဂျိမ်းစ်ကိုပြောပြတော့လဲအားလုံးကဆိုဖီးရဲ့ဆန္ဒရီကြောင့်သာဟင်နရီကလိုက်လုပေးရတာဖြစ်လို့သူမိမအပေါ်မှာပဲအပြစ်တွေပုံချပြီးဂျာကူလီကောင်စက်ရုပ်ကိုပါထိုးချိတ်ပြလိုက်တယ်။ထိုးခန့်ရတဲ့ဟင်နရီကအပြုံးတော်မပြတ်တော့လမ်းနာသွားတဲ့ဂျိမ်းစ်လည်းအသွင်ဆက်တွေကိုပါတင်းတင်းနဲ့ဖြုတ်ပြလိုက်လို့နောက်နေ့မနက်ထီလုံးဝထားမလာမှဂျူလီယာကိုအကြောင်းကြားထားလိုက်ရတယ်။တယောက်တည်းကြံခဲ့တဲ့ဆိုဖီးလည်းဟင်နရီကို ရုတ်တရက်ကြီးတွေ့လိုက်ရတော့လမ်းဖြတ်သွားပြီးမှမျက်နှာမှာအညိုမဲတွေနဲ့မလို့ကြောင်ကြည့်နေတော့မှပဲအစွန်ပြစ်ခံရတော့မယ်ဆက်ရုပ်တကောင်ရဲ့ဝမ်းနေစကားကိုကြားလိုက်ရတယ်အသင်ကျိုးတွေဖြုတ်ခဲရတယ်အကြောင်းရင်းကိုဟင်နရီလည်းပြန်မေးကြည့်လိုက်မှဆိုဖီကိုနားခဲ့တဲ့ပြင်မှုကြောင့်ဆိုတာသိသွားပြီးဂျိမ်းစ်ကိုတိုင်ကလည်းသူ့ကိုငပြောတိကျွေးခဲ့မှုကြောင့်ပြောပြလိုက်တော့တယ်ဘူးနူကျွဲကျိုးခံလိုက်ရတဲ့ဆိုဖီလည်းစိတ်ဆိုးမှန်ဆိုးနဲ့ထွက်လာတော့မှနားမှာတွေ့တဲ့ဂျူလီယန်ကိုသူတို့ပြန်ရောက်လာတဲ့အချိန်ထိဟင်နရီကိုထိန်းထားဖို့မှာရင်ဂျိမ်းစ်ရဲ့အလုပ်ထိလိုက်လာခဲ့တယ် အိမ်မှာကြံခဲ့တဲ့ဟင်နရီကလည်းညနာကတန်ရာကိုလက်နဲ့ဖိကြည့်ပြီးနာကျင်မှုတွေခံစားနေရလို့အာသွင်းတဲ့နေရာကိုပြန်သွားဖို့အမိန့်ပေးနေတဲ့ဂျူလီယန်ရဲ့စကားတွေကိုနားမထောင်တော့ပဲဂလန်ကဆန်တွေလုံနေခဲ့တယ်။ဂျိမ်းစ်ကတော့သူ့ရဲ့မနာလိုစိတ်တစ်ခုကြောင့်ဟင်နရီကိုလှုပ်ခဲမိကြောင်းဝန်ခံရင်သူတို့လင်မယားနှစ်ယောက်ကြားထဲမှာရှိခဲ့မှုတဲ့ဆက်ဆံရေးမျိုးကိုဆက်ရုပ်တကောင်နဲ့ပြန်မြင်နေရတာကအဆင်ပြေမနေကြောင်းပြောပြလိုက်တယ်။အဲကြမှာဆိုဖီလည်းအလုတ်ထဲမှာဘဝကိုနှိမ့်မြုပ်ထားတယ်လို့ထင်နေတဲ့ ယောက်ျားဖြစ်သူရဲ့ချစ်စိတ်နဲ့တဝန်တုံစိတ်တွေကိုပြန်မြင်လိုက်ရတော့မှ Henry အပေါ်မှာသူလဲตายရခဲ့ပြီကြောင့်ဝန်ခံရင်ပြန်တောင်းပန်လိုက်တယ်။အဆဆရာရာကြီးပြေဆုံးလို့နေတဲ့ဆက်ရုပ်တကောင်နဲ့သွားပြိုင်ခဲ့မိတဲ့ James ကိုတိုင်းလဲသူရဲ့ตายရမှုတွေအပေါ်မှာပြန်ပြီးမေးခွန်းထုတ်ရလောက်တဲ့အထိဖြစ်ခဲ့လို့သူ့လိုကြုံခဲ့ရတဲ့ Sophie ကိုလည်းနားလဲခွင့်လို့ပေးလိုက်တယ်။လင်မယားနှစ်ယောက်အဆင်ပြေသွားပြီ။အိမ်ကိုပြန်လာတဲ့အချိန်မှာ Julian ကသူ့ဆက်ရုပ်ကိုပါအတွေ့တော့လို့အသေးအံပြန်လိုက်ရှာကြရင်မျက်ခင်းပြင်ထဲမှာ ပြောင်းတောင်းတောင်းနဲ့ရက်နေတယ်ဟင်နရီကိုတွေးလိုက်ရတယ်ဆိုဖီလည်းဒါတချောင်းယူပြီးအနာကတ်သွားကြည့်တော့မှဆက်ရုပ်ဘဝနဲ့လူသားခန်းစားချက်တွေကြားတဲ့ကဟင်နရီလည်းအကောင်းဆုံးပေးဆက်ခဲ့တဲ့တခင်တွေကသူ့ကိုစွန့်ပြစ်ကြတော့မယ်လို့ပဲထင်သွားခဲ့တယ်နောက်ဆုံးမှာဂျင်းစတိုစီကခွင့်တောင်းပြီးအာမသွင်းလို့ရလာတယ်အကျဉ်းမှုတွေကိုခန်းစားရင်သူ့ကိုသူရက်တက်ပြစ်ချက်ကြောင့်တောင်းဆိုလာမှဆိုဖီလည်းလက်ထဲကဒါလေးပြစ်ချရင်ခွင့်ပြုပေးလိုက်တော့တယ်ဂျူလီယန်စီလိုက်သွားတော့မှဝင်ရောက်ရှာဖွေနေတဲ့ FBI နေပြောပြလို့ခလီပွားတွေက ခေါ်မွေးစားထားတဲ့လူသားစစ်စစ်တွေကိုစက်ရုပ်တွေလိုပုံသင်းနေတယ်လူလိန်တယောက်ဖြစ်ကြောင်းသိလိုက်ရတယ် FBI နှစ်ယောက်နဲ့အတူအိမ်ပြန်လာတဲ့အချိန်မှာပုံနေတဲ့ဂျူလီယန်ကတနန်းနဲ့ဝင်ပြစ်လိုက်လို့ဂျိမ်းစ်တို့လည်းကြောက်လန့်ပြီးတောင်းပန်နေတဲ့ကြားက Henry ကိုဖန်တီးခဲ့တဲ့အကြောင်းတွေကြည်ဖြည်ရင်းပြောပြနေခဲ့တယ်။သူပြုစုပြုထောင်ထားတဲ့လူသားစက်ရုပ်တကောင်ကိုဂျိမ်းစ်တို့လင်မယားကစွန့်ပစ်ဖို့ကြိုးစားခဲ့တဲ့ဆိုပြီးတနန်းနဲ့ပြစ်ခါနေမှာ Henry ရောက်လာလို့ဂျူလီယန်လည်းအသက်ခံလိုက်ရတော့တယ်။ ူကိုယ်သူလူသားတယောက်လိုသိလိုက်ရတဲ့ဟင်နရီကလည်းသူရဲ့တဘောအလုံးစက်ရုပ်အသိဉာဏ်နဲ့လုခဲ့သမျှအပြစ်တွေအတွက်ရှက်ရွံ့စိတ်၊နာကျင်စိတ်တွေကြောင့်ဆိုဖီချခဲ့တဲ့ဒါနဲ့သူကိုယ်သူပြန်ထိုးပြစ်လိုက်တော့တယ်။အတမ်းမထွက်ခင်မှာကဘာကြီးကိုစိတ်ကုံသွားကြောင်းနဲ့ဂျိမ်းစတိုလင်မယားအပေါ်မှာစက်ရုပ်အသိဉာဏ်နဲ့တစ္ဆာဖောက်ခဲ့မိတာတွေအတွက်တောင်းပန်ရင်လူသားတယောက်ရဲ့ခံစားမှုတွေကိုတေခါနီးမှတည်သွားခဲ့ရတယ်။စက်ရုပ်အထင်နဲ့လှုပ်ချင်ရလှုပ်ခဲ့မိတဲ့ဂျိမ်းစတန်ဆိုဖီလည်းသူတို့ဖောက်ပြန်ခဲ့တာက လူသားစစ်စစ်တယောက်ဆိုတာသိမှာအပြန်လန်တောင်းပန်ကြရင်အပြစ်တွေကိုတင်ပုံးချိန်လိုက်ကြတယ်အချိန်တွေကြာလာလို့ကလေးတယောက်ထုံကားလာမှာသူတို့ဘဝမှာမေးလို့မရတော့မဲ့ဟင်နရီရဲ့နာမည်ကိုမှဲ့ပေးပြီးအရွယ်ရောက်လာတဲ့အချိန်မှာအဖြစ်ပြက်တွေကိုပြန်ပြောပြဖို့ကြိုတွေးထားကြရင်ဇာလာလေးလည်းပြီးဆုံးသွားပါပြီဒီစကားလေးမှာပေးချင်တဲ့ message ကတော့မြင်မြင်သမျှပြင်းကျင်ကြတယ်ဆရာကြီးဆရာမကြီးများလည်းတတိထားကြဆိုတာပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ